ဖီလာဒဲဖီးယားမြစ်တာကြီးဝါရှင်တန်ပူရာယုံတွင်းသို့လှည့်ရေဝန်လာချိန်မှာမိုးမလင်းခင်ကလေးပင်ဖြစ်သည်မြစ်တာစကောင်းကြီးသည်အမောင်တွေ၌တရှိရှိမြင်နေလေသည်ကြောင်မီတွေ့နေလဲတင့်တင့်နှင့်အချင်းဘူးတို့နှင့်ခီးဒီများလဲအထားတွင်းမြတ်မှပူရာယုံပလက်ဖောင်းပေါ်သို့ဆင်းလာကြသည်ကုလီများလဲပစ္စည်းများကိုတဲချကတညဉ့်ညံဖြစ်နေကြသည်မစ္စတာဝါပုံးသည်စိုးရင်တော်မျက်နှာဖြင့်တန်တရန်ကိုကြွေ၍ချောင်းကျင်နေလေသည်သူစိတ်၌စိုးရင်ခြင်းမကင်းဖြစ်နေသည် တင်ကတန်အစင်းခနာတီတိုင်းလောက်ကြံမှုများဖြစ်နေပြီလားကောလာဟာလာတထင်းနှကြောင့်တင်ကုန်းဤမိတ်ဆွေတို့သည်လင်ကုန်းအတွက်စိုးရင်၍တိတိစိတ်ခီးသွားရန်အတင်းတိုက်တွန်းကြလေသည်မစ္စတာဝတ်ဖုန်းလည်းတောကကြောင့်တုံ့လောက်ချချလေးရရှိနေတော်သည်ရင်းတော်တထိတ်ထိတ်နှင့်စောက်ကြည့်နေခိုက်ရေထားတွေထဲမှလူသုံးယောက်ပြုံရွထွက်လာသည်ကိုမြင်လိုက်ရသည် ဟုတ်ပါပြီသူပါပဲမောင်ကြီးထင်း၌သူ့ရဲ့အရှိကြီးကိုမြင်လိုက်ရရင် လူမစရာအကြောင်းရှိသည် အင်ကွန်ဝါရှင်တန်တို့ချက်မိုးစွာရောက်ပြီဖြစ်ကြောင်းသိရသောအခါမစ္စတာဝဲဘုံမှစိတ်သက်သာရရသွားလေတော့သည်လင်ကွန်တို့တုံးရလျှောက်လာရန်သူကွယ်နေသောတိုင်လေးတို့ရောက်သောအခါယုံကနေထွက်၍မင်းငါကိုမလိနိုင်တော့ဘူးကွာအိဗရာဟင်ယားဟုအော်၍တွက်လိုက်လေသည်လင်ကွန်အနီးတွင်ကပ်၍လျှောက်လာသူတစ်ယောက်ကမစ္စတာဝဲဘုံအားလက်သီးနှင့်ထုံးပြပြတွင်လင်ကွန်ကသူ့လက်ကိုလှမ်း၍ဆွတ်လိုက်ကဝတ်ဘုံပါကွာဟုဆိုလိုက်လေသည်ထို့နောက်ဂျီမော23ညကိုကြားရလေသည် လင်ကွန်နှင့်ရှင်၍လျှောက်လာသူနှုတ်ဦးမှာခြောက်လုံးသူတနညာခါတွင်ပြူးလျက်ရှိသောမစ္စတာလမွန်နှင့်မစ္စတာပင်ကာတန်တို့ဖြစ်ကြသည်သူတို့နှစ်ယောက်ကလင်ကွန်၏တတ်တော်စားဖြစ်ဖြစ်လှုပ်ဝက်စွာခီးထွက်လာကြခြင်းဖြစ်သည်လင်ကွန်တို့အင်နာတစုအားဝူလာဟုတ်တဲ့၌လက်ကိုကြသည်သည်တမနာကြီးလင်ကွန်တမနာရာသူလက်ခံရန်ဝါရှင်တန်မြို့တော်သို့ချုံမောစွာရောက်လေသည်မြင်သောလှကတညာအဆုံးတွင် ကတ်ပီတဲ့အစိုးရဌာနချုပ်စာဦး၏ဘိုးအဝင်ဝါရှိလေသည်ကတ်ပီတဲ့အစာဦးကြီးမှာဒီစီးသည့်ဖြင့်အဝင်ဝါရည်ထန်နိုင် အမိုးကုတ်ကြီးမှာဆောက်လုပ်နေစေဖြစ်သည် အပြည့်စီးသည့်သောအစိုးရအစာဦးကြီးသည်အပြည့်မပြည့်စုံသေးတော့လဲမကြမီပြည့်စည်အောင်မြင်နိုင်သည့်ဆိုသောအထင်းမိတ်ကိုဖော်ပြလျက်ရှိပေသည်စီဝင်၏တစ်ဖက်တစ်ချက်တွင်အဘူးထူထားသောအယုံများရှိသည်တစ်ဖက်ကကမ္ဘာလုံးကိုမြှောက်ချထားသောသူရဲကောင်းကြီးအယုတ်ဖြစ်၍တစ်ဖက်ကမူ ်မေဒီကန်ပြေကနဦးနေထိုင်သူသည်လူကြီးအားမိမိ၏ဇနီးနှင့်သားကိုဖမ်းယူမသွားနိုင်အောင်ကာကွယ်နေပုံဖြစ်သည်ရတင်းတကားတိုင်း၌လက်နက်ကင်အဆောင်တယောက်ရှိသည်ယာရုလက်ခံရသည့်ဆင်းရဲအောက်တွင် ပုံးလျက်နေသည်ကလက်နက်ကင်တသား90ပဲဖြစ်လေသည်ဒီနေရာ၌သမနာဂျပါစင်လက်ထက်မှဆ ảy ၍သမနာတစ်တိုင်းယာရုလက်ခံသည့်အခါကျန်းသစ္စာကျိတ်ဆိုကြလေသည်လက်နက်ပြည့်လျက်ရှိသောဆင်းရဲပေါ်ရှိလူစုထဲမှလင်ကုံးအားမမကြီးရက်၍ သူ့ဥထုပ်ကိုဘယ်နေရာထားရပါမလဲဟူသောအနေနဲ့ကြောင်တက်တက်ကြည့်နေရသူ့နိုင်ငံရေးရံဘက်ဒေါက်ကလက်ကသူ့ဥထုပ်ကိုလှမ်းယူလိုက်လေသည်ဒေါက်ကလက်ကဥထုပ်ကိုလှမ်းယူရင်သူ့ရသူသားကြုံမရရင်ရှိရမယ်သူ့ဥထုပ်တော်ရသည်ဟုတိုးတိုးပြောလိုက်လေသည်တန်ကုန်လည်းမျက်မှတ်တက်ခါအသင့်ရေးလာသောသူ့မိန်ကုံကိုဖက်ပြလေသည်မလတ်လေတရန်သည် သူ့စကလုံးများကိုပေးသက်ထန်သို့ဝှေ့ရဝှေ့ရတည်ယူသွားလေသည်အီမိန်ကုံက စင်စင်အပြင်းအထူးစောင့်မျှော်လျက်ရှိသောပြည်ထောင်စုကြီးတစ်ခုလုံးဖို့ဖြစ်ပေသည်ပြည်ထောင်စုသားအပေါင်းတို့အစိုးရတည်ထောင်စကြတဲ့ကရှင်းနေပြီဖြစ်သောထုံနှံအတိုင်းကျွန်တော်လည်းတင်တော့အားလူတို့ရုံ၍မိကွန်းဆက်တာပါသည်တင်တို့ဤမျက်မှောက်တွင်ပြည်ထောင်စုအခြေခံဥပဒေပြဋ္ဌာန်းချက်အတိုင်းသမဏရာတို့ကိုလက်ခံရဝဲကျန်းသစ္စာကျေဆိုပါသည်ရင်းတော်လင်းပနာမပြုပြီးနောက်လင်ကွန်းကသူ့အစိုးရလက်ထက်တွင်ညီတိပုဂ္ဂိုလ်ဤပစ္စည်း ရင်းချမ်းလုံခြုံမှုကိုမစို့မိတိနေနေမှဘေးအန္တရာယ်မဖြစ်စေရပါဟုကတိပြုလေတယ်။ကြုံပြေးဥပဒေကိုအခြေခံဥပဒေကပြဋ္ဌာန်းထားသည့်ဖြစ်ဖြစ်အခြေခံဥပဒေကိုလေးစားသောအဖြစ်ထိုဥပဒေကိုလည်းစောင့်ထိုင်းကြည့်ဟုလင်ကုန်းကအခက်ခဲနှင့်ဖျက်ရသည့်အတန်ညွတ်နှင့်ဆိုလေသည်။ယခုပြည်တော်စုပျက်စီးပြုတ်ကွယ်ရန်အကြီးအကျယ်ကြံစည်ကြိုးပမ်းနေကြပြီ။အခြေခံဥပဒေကိုစောင့်ထိုင်းယူသေးပါမူပြည်တော်စုကြီးတည်ငြိမ်ပင်နေ။ဤတိပြည်နယ်မှာ ပြည်ထောင်စုထဲမှာလုပ်ထပ်တော့ကင်မရှိပဲကျွန်တော်ကပြည်ထောင်စု၏ဥပဒေများကိုစံနာရုပ်သေးစွာလိုက်နာစေရန်အထူးတရိပ်ပြု၍ဆောင်ရွက်တော်ပါမည်သွေးထွက်တန်ရိုးဖြစ်ရန်အကြောင်းမရှိပါအကျန်းဖက်ရန်အခွင့်မျိုးလည်းမပေါ်ပေါက်ပါစုရကပြုရသောဝတ္တရားများမှာပူလွန်၍စစ်တိုက်ခတ်ခြင်းဒီလူလူလူပေါ်တွင် အကျန်းဖက်ခြင်းအမှုများကိုမပြုလုပ်စေရပါဟုလင်ကွန်းကထုတ်ဖော်ပြောဆိုလေသည်သူကဆက်လက်၍ ပြည်တော်စုကြီးကိုဖြုတ်ဖြက်လိုသူတို့အားမိမိတို့ဘာကြောင့်ဖြုတ်ဖြက်လိုကြောင်းစစ်စစ်မေးမြန်းကြည့်ရန်တိုက်တွန်းလေသည်ပြည်တော်စုအခြေခံဥပဒေကြီးတွင်အတီအလင်းဖော်ပြထားသောအခွင့်အရေးများကိုပိတ်ပင်တားဆီးခြင်းရှိမရှိစုံစမ်းတုံးတက်ရန်လိုကြောင်းဖော်ပြလေသည်အချို့သောအချက်များမှာပြည်တော်စုအုပ်ချုပ်မှုအခြေခံဥပဒေတွင်အတီအလင်းမဆိုထားသဖြင့်ထိုအချက်များနှင့်ပတ်သက်၍အညာဆန္ဒအတိုင်းဆုံးဖြတ်ကြရပါမည်လူအ ਨੇ စုကလူအများစုဆုံးဖြတ်ချက်ကို လိုက်နာပဲထွက်တော့ပါမူနောက်နောက်လူနည်းစုညာအားလမ်းစာဖော်ပေးတဲ့နဲ့သူပင်ကြီးဟုဆိုပြီးလင်လင်ကုန်းကနှုတ်ထွက်သွားခြင်းမှာစင်စစ်အားဖြင့်မင်းမဲတိုင်းပြည်တီထောင်ခြင်းညတာဖြစ်သည်လူနည်းစုကအမြဲတမ်းအုတ်ချုပ်သွားခြင်းမှာအနေငယ်ညလိုလားအပ်ပေဟုမှတ်ချက်ချလိုက်သည်ပြည်တော်စုမှာတစ်ဖက်ကကြေးကျွန်ရောင်းွယ်ပိုင်သမှုကိုမှန်တယ်လို့ယုံကြည်ကြတယ်ဒီစနစ်ကြီးကိုပြန်ပွားအောင်ဆောင်ရွက်တင်တယ်လို့တောင်မှပဲယုံကြည်ကြတယ် တစ်ဖက်ကတော့ဒီစနစ်ကြီးဟာမှားတယ်။မပြန်ပွားစေရဘူးလို့ယုံကြည်ကြတယ်။အဲ့ဒီလိုတမျိုးစီယုံကြည်နေတဲ့ညကလပ်ပလုံးပဋိပက္ခမှုဖြစ်မှာအမှန်ပဲ။အခုဖြစ်နေတာကလည်းစင်စစ်တော့ဒီမှုပါပဲ။ကျွန်တော်တို့ပြည်နယ်များဟာနေရာဒေသချင်းဆက်ဆက်နေလို့ခွဲခြားလို့မဖြစ်နိုင်ပါဘူး။တပြည်နယ်နဲ့တပြည်နယ်ခြားမှာမကျော်နိုင်တဲ့အတိုင်းကြီးများလဲဆောက်ထားလို့မရနိုင်ပါဘူး။ဒီတိုင်းပြည်ကြီးနဲ့ဒီတရားဥပဒေဓလေ့ထုံးစံတွေဟာတိုင်းသူပြည်သားအလုံးရဲ့ကိုယ်ပိုင်ပစ္စည်းတွေပါပဲ။လက်ရှိအစိုးရကို ပြည်သူပြည်သားများလိုလားဘူးဆိုတဲ့တနေ့မှာအုတ်ချုပ်ရေးဥပဒေရဥပြင်တောင်းလဲနိုင်ကြပါတယ်။ဒါမှမဟုတ်ရင်လည်းတော်လှန်ပုံကံပြီးတောင်းလဲပြစ်နိုင်ပါတယ်။အဲဒီတော့ပြည်သူလူထုကြီးရဲ့ဆုံးဖြတ်ချက်ကိုဘာဖြစ်လို့မနာယူနိုင်ရမှာလဲ။ပြည်သူစနတ်ကိုလိုက်နာမှသာကဘာကြီးဟာတာတောင်းတာယာဖြစ်ပေလိမ့်မယ်။နောက်ပိုင်းကမှန်နေဆူဆူတောင်းပိုင်းကပဲမှန်နေဆူဆူနောက်ဆုံးတော့ပြည်တော်စုသားအပေါင်းတို့ရဲ့ဆုံးဖြတ်ချက်ကိုသာအတည်ယူကြရမယ်မဟုတ်လား။တိုင်းသူပြည်သားအပေါင်းတို့ ခင်ဗျားတို့အားလုံးဒီကိစ္စကြီးကိုစိတ်အေးအေးနဲ့လေးလေးလေးနဲ့စဉ်းစားကြကြပါရေးကြည့်တဲ့ကိစ္စမှာအချိန်ယူတိလို့လို့မမနိုင်ပါဘူးစဉ်းစားဉဏ်မျိုးချစ်စိတ်နဲ့ကရိယံတတနာဝင်တို့ရဲ့ဘုရားသခင်ကိုယုံကြည်ကိုးစားတဲ့စိတ်မျိုးနဲ့သာစင်ကျင်သုံးသပ်မယ်ဆိုရင်ကျွန်တို့လက်ရှိအခက်အခဲကြီးကကျော်လွန်နိုင်ပါလိမ့်မယ်မကြေမချမ်းဖြစ်နေတဲ့ပြည်တော်စုသားများကိုကျွန်တို့ပြောလိုတာကတော့ပြည်တွင်းစစ်ကြေးဖြစ်ဖြစ်ဆိုတဲ့ကိစ္စဟာခင်ဗျားတို့လက်ထဲမှာရှိပါတယ်ကျွန်တို့လက်ထဲမှာမရှိပါဘူး ဆူရကတော့ခင်ဗျားတို့ကိုတိုက်ခိုက်လိမ့်မယ်လို့မအောင်မိပါနဲ့ခင်ဗျားတို့ကမှမဆရင်ဘယ်တော့ကမှပြိပခမှုဖြစ်မယ်မဟုတ်ဘူးဆိုတာမှတ်ထားကြစမ်းပါခင်ဗျားတို့ကအဆူရကိုဖြက်ဆီးပြပါမယ်လို့ဖះမှာတစ္ဆာပြုတ်မထားပေမဲ့ကျွန်တော်ကတော့အဆူရကို ထိမ့်သိမ့်ကဝဲဖို့တစ္ဆာပြုတ်ထားရပါတယ်ကျွန်တော်ဤကုန်းချုပ်ရပါတော့မယ်ဒါပေမဲ့ဒီကုန်းချုပ်ပဲဆက်ပြီးပြောနေခြင်းမသေးတယ်ကျွန်တော်တို့တတွေဟာရန်သူတွေမဟုတ်ပါဘူးမိတ်ဆွေတွေကြည်ပါပဲ။ ရန်သူဖြစ်ရအောင်လဲမပြုတ်တင်ပါဘူးဒေါသဖြစ်လို့တယောက်နဲ့တယောက်တင်းတင်းနေချင်းညီကြပေမဲ့ဒါပေမဲ့ဦးစားကွက်လောက်အောင်ဖြစ်တယ်ပဲဘူးရေးဆက်ဆက်ကတိုက်ခိုက်ခဲ့မှုတဲ့စစ်ပွဲတွေကြာဆုံးချတဲ့မျိုးချင်များရဲ့တိုင်းတွေအိုးအိမ်နဲ့နေထိုင်ဆောက်တောင်းနေကြတဲ့ပြည်ထောင်စုသားတွေရဲ့တန်ရောစင်ကျိုးတော်တော်တို့ဟာပြည်ထောင်စုကြီးဦးမကွဲတိုက်မပြတ်တည်မြဲဖို့ကိုအမြဲတမ်းကြည်တန်နေပါတယ်လင်ကုန်းကြီးမိကုန်းနဲ့နောက်ဆုံးအပိုက်မှာဝီလျံစီဝတ်ရေးပြီးတော့အပိုက်ဖြစ်တယ် လင်ကွန်းကသကလုံးခညာအောင်ပြန်၍ဤဖြစ်ထားလေသည်တမနာရှိဦးကကျန်းသစ္စာစူးစိခဲ့သည့်တွတ်တော်တရားဝင်ကြီးကျော်ရိုဂျာတာကနီအိုမေမဆွမ်းဖြစ်နေတော့ကြောင်းထိုင်ရမအနိုင်နိုင်ထကလင်ကွန်းအားဖွင့်ထားသောတမန်ကျမ်းစာကိုလှမ်း၍ပြလိုက်လေသည် လင်ကွန်းသည် သူ့ရလက်ကြီးကိုမျှောက်၍အောက်ပါအတိုင်းကျန်းသစ္စာကျင်းဆိုလေသည်ကျွန်ုပ်သည်အမေရိကန်ပြည်ထောင်စုတမနာရာတို့၏အလုတ်ဝတရားများကိုဆောင်ရွက်၍ကျွန်ုပ်၏စွမ်းရည်ရှိသည့်ည ပြည်ထောင်စုအုပ်ချုပ်မှုအခြေခံဥပဒေကိုကာကွယ်ဆောင်ထိမ့်ပါမည်ဟုအလေးအမြတ်ကျန်းသစ္စာဆိုပါသည်ကျန်းသစ္စာဆိုပြီးတဲ့နေ့တိုင်းနဲ့အမြောက်ပြည့်၍အလေးပြုကြသည်လက်ဆက်နှုတ်ဆက်၍စကားဆက်မြည်ပြောဆိုကြလေသည်ကျန်းသစ္စာဆိုပွဲတက်ရောက်တော့ပြည့်တယ်လေလူစုခွဲ၍ပင်ဆယ်ဗေးနီးယားလမ်းမကြီးတစ်ပတ်သို့သွားကာစီးရီးပြပွဲကိုကြည့်ကြလေသည်ရှက်အင်းကြီးအောက်ပိုင်းကိုဘောင်းမီပြင်သို့ထုတ်ဝေလေရှိသောမစ္စပီမြေအတွင်း၌လှိထိုးသားလှုပ်ခဲ့သည့်ဝထိန်သမား ဝန်တိုင်ဖြတ်သမားဒေါ်ရှိနေနမ်စီဟင်နီတာအိဗရာဟိုင်လင်ကောဒီတန်90ရွယ်တွင်အမေရိကန်ပြည်ထောင်စု၏16ရောက်မြောက်သမ္မတကြီးဖြစ်လာပေသည်ဆော်လော့ရင်ပြည်စီသေးသောကပီတက်အစာဟုတ်ကြီးသည်လူသားလူလားနဲပါလာသောပင်ဆယ်ဗေးနီးယားလမ်းမကြီးကိုစီး၍ကြည့်နေလေသည်လမ်းမကြီးမှတမိုင်ငန့်ရှေလျာရာလမ်းဘေးတစ်ပတ်ချက်၌အိမ်ပုတ်စုများရှိလေသည်နောက်ပိုင်းသို့ရောက်ခါမှအင်ကြီးအိမ်ကောင်းများကိုတွေ့နိုင်ပြီတော်သည်ဆိုင်များဟိုတယ်များ တဲ့ညဆိုင်များကို တွေ့ရပါသည်နမကြီးတော်ဝီလတ်ဟိုတယ်နေရှင်နယ်ဟိုတယ်မက်ထရိုပိုလီတန်ဟိုတယ်တို့တွင်စလိမိကူများတဲ့၌လူမျိုးမျိုးတဝဲလေလေနေကြတဲ့ကိုတွေ့နိုင်လေသည်နိုင်ငံရေးသမားများစစ်ဗိုလ်များကုန်သည်များကြားဆရာများတချို့များလူကောင်းများလူဆိုးများရောပြုံးလျက်စားကာတောက်ခံနဲ့နေကြလေသည်ဝါရှင်တန်မြို့မှာစစ်အတွင်းမြို့တော်ဖြစ်ကစစ်တပ်စခန်းလေးဖြစ်သူနာပြုတ်တဲ့ဌာနချုပ်တရားလေးဖြစ်နေတဲ့ ပြည်တွင်းစစ်အနိုင်ရှုံးသတင်းတို့ကြောင့်ပျော်လိုက်မှိုင်းလိုက်နဲ့နေလေတော့တယ်ထို့သို့သောမြေမြာညွတ်ကြီးကိုအနောက်ပိုင်းသားဖြစ်သည့်လင်ကွန်နှင့်သူ့အိမ်သားတစုတို့လာရောက်နေထိုင်ကြလေသည်ဝါရှင်တန်မြို့သူတို့တို့သည်အဲ့ဒီဖြစ်သောလင်ကွန်တို့အားကြည်ပြူစွာလက်ခံကြလေသည်ညတာတတီနှင့်လက်လမ်းလျှောက်လိုက်မြင်းစီလိုက်ယထားစီလိုက်လမ်းတမန်တလင်းပေါ်ထိုင်လိုက်နဲ့နေချင်းတို့နေတဲ့သောတမနာကြီးမှာမြို့သူတို့တို့အဖို့အထူးဆန်းမဟုတ်တော့ကြအလောင်းက ူယိုဂျီအေဟူယူ၎င်းဟာဂင်ဂျီအိဗရာဟင်ဟူယူ၎င်းအတိမတ်တွေ့ကြကလင်ကုန်းဤဦးကျော်ကျော်နေဖုံထိုင်ပေါ်ပြောပုံစုပုံတို့ကိုအငြင်းထန်စကားလောက်၍ပြောနေကြလေသည်လင်ကုန်းမှာမြင်းစီတိကအတိရဆိုတော်လဲသူသည်မြင်းစီကောင်းတူဖြစ်ပေသည် သူနှင့် တမလကတော်ကြီးမေတို့ညနေတိုင်းယထာစီ၍လင်းချင်းခံထွက်ကြတော့ကလူများကသူမျက်နာကိုကြည့်၍အံ့ဩနေကြသည်သူမျက်နာကကြည်ကြည်ယုံသာမကလွန်းတက်ခံရှိပုံရသည် ူမြင်တဲ့ကဲကိုခက်ချင်းကမစွမ်းနိုင်ကြချင်းထူကြလေးနဲ့တော့ညနာပင်လေလင်ကွန်းဒီနေ့စဉ်နဲ့အမျှချင်းချောက်သောစာများရလေသည်ဝါရှင်တန်မြို့၌အချို့သူတို့သည်သူ့အားအကြီးအကျယ်မုန်းတကြသည်သူ့မိတ်ဆွေများကသူ့အတွက်စိုးရိမ်ကြတော့လဲသူ့အဖို့ကခက်အေးဟေးပင်အဆောင်ဆောင်များရှိသည်ကိုပင်မလွတ်လဲဟုထင်မိတော်သည်လင်ကွန်းဒီတမနာဖြစ်ချိန်၌အသက်52နှစ်ရှိလေပင်ကာယအင်အားစိတ်ဓာတ်အင်အားပြေပြိုးတံမှခိုက်ပင်ဖြစ်သည် စပယ်မှာနက်လျက်ပဲရှိသေးတယ်။အနေအကြောင်းမပြောသေးခြင်း။နိုင်ငံရေးတခြားတီမှာကြာလာပြီဖြစ်တည်တာမက အကွက်စစ်အောင်ပြောတဲ့ဆိုတဲ့တော့တောရှိနေလဲဖြစ်ခဲ့တည်လျောက်အကြောက်ကင်းမဲ့လေသည်။ကြုံတွေ့ရသောဒုက္ခအပေါင်းတို့သည်လင်ကုံးအားပုံမိုး၍ကာယအင်အားစိတ်ဓာတ်အင်အားတိုးတက်ဖြန့်ဖြိုးစေတော်သည်။အကြောင်းကြောင့်ကကျုပ်ကိုပြုပြင်လာတာပဲ။ကျုပ်ကအကြောင်းကြောင့်ကိုပြုပြင်ရတာမဟုတ်ပါဘူးဟုသူကဆိုဖို့လေသည်။သူဆိုလိုသည်မှာမှန်ရာကောင်းရာကို ဘဲတူသောအချိန်နီမြနိုင်ပင်ဆိုပြုတ်လို့ရဲသည်ဟုတည်းတမလအိမ်တော်တွင် နေထိုင်သွားသည့်အင်သားစုများတွင် လင်ကုန်းတို့လောက်စီးစင်းနေမကြသည့်မိသားစုဟုမရှိသေးချေဟု၍နော်ရာဘရုတ်ကဆိုလေသည်တမလအိမ်ဒုတိယအဆင့်တောင်ဘက်အခန်းကြီးမှလင်ကုန်း၏ယုံကန်းဖြစ်လေသည်အခန်းလယ်၌ရှိသောစပွဲရှိကြီးမှလင်ကုန်း၏အစိုးရအဖွဲ့ဝင်9ယောက်တို့ထံ၍မိမိတို့တမလကြီးကမိမိတို့အားရည်စရာစကားများပုံတို့ပတ်ဆက်များပြောဆိုသည်ကိုနောက်ထောင်ကြားရလေသည် အစိုးရဖွဲ့ဝင်ဝန်ကြီးတို့သည်လင်ကုန်းနှင့်ညီများပင်မတက်ကြစေကမူပြည်ထောင်စုတာဝန်များကိုထမ်းဆောင်ရ၌အကြီးအကဲဖြင့်လေးစားနာယူကြလေသည်သူတို့သည်လင်ကုန်းကသူတို့ထင်မြင်ချက်များကို လေးစားစွာစိတ်ရှိလက်ရှိနှင့်နားထောင်လေရှိတော်လဲသူ၌တမလီကဲ့သို့ခိုင်မာသောစိတ်ဓာတ်ရှိကြောင်းကိုတဖြည်းဖြည်းသိရှိကြလေသည်နိုင်ငံတော်အတွင်းဝန်ကြီးစစ်ရက်ကတမနာကြီးတန်သူတမနာကြီးစဉ်းစားရန်အချက်များဟုဆိုကာပြည်ထောင်စုကြီးကိုမိမိကမြစ်တို့ အုတ်ချုပ်မည်ဆိုသည့်အကြောင်းအရာများကိုအချင်းချုပ်ဖော်ပြသည့်စာတမ်းစာပို့လိုက်ရာလင်ကွန်ကချက်ချင်းပင်ပြက်ပြက်သားသားဖြေဆိုလိုက်ပြန်ဝန်ကြီးစည်းဝဲမှာသူ့ကျိုးဆွဲတယ်လို့မကဘဲကိုပါညံနဲ့ဆုံးဖြတ်ဆောင်ရွက်မည်ပုဂ္ဂိုလ်တူဖြစ်ကြောင်းထင်ရှားစွာသိရလေသည်ရင်းတို့သိရသည့်အလျောက်စည်းဝဲကလင်ကွန်အားရခင်ကားထက်ပုံမို၍ကြီးညိုလာလေသည်နိုင်ငံသမားအချို့တို့ကလင်ကွန်အားပါတီလက်ကင်တော်အဖြစ်အသုံးပြုရန်စမ်းကြည့်ကြလေသည်သူအရွန်လင်ကွန်က နိုင်ငံရေးသမားတို့အားတင့်တယ်လို့စီမံလိုက်တယ်ဖြင့်သူတို့မှာလင်ကုန်းလိုလူမျိုးတီပါတီဤရုပ်သေးလက်ကင်တို့ဘယ်တော့ခါမှမဖြစ်နိုင်ကြောင်းသဘောပေါက်သွားလေသည်သူအားဆွဲဆောင်၍မိမိတို့လိုရာတောင်းဆိုသောနိုင်ငံရေးသမားများလည်းလင်ကုန်းမှာဆွဲဆောင်၍ပြောမြ၍ဟူ၍အတိမတ်ပြုလာကြလေသည်ရင်းတော်လင်အာနာရှင်ဆန်သောမစ္စတာစတေတန်အကင်းဖလာသည့်မစ္စတာစီဝတ်နှင့်အာချမ်းရှာချမ်းစစ်ဘိုလ်ချုပ်တို့သည် တမနာကြီးမှာသူတို့ကျိုးဆွဲတဲ့ညကတိအယုတ်မှောက်ချောင်းကိုတည်ကြလေသည်အစိုးရအဖွဲ့ဝင်ဖြစ်သည့်နိုင်ငံတော်အတွင်းဝင်ဝီလျံစီဝဲစီဝင်ကြီးဆာလမွန်ကင်မရွန်နဲ့ဗနာယေးဝင်ကြီးဆာလမွန်ချီတို့မှာမင်ကုန်းနဲ့ပြတ်ကြံ၍ရွေးခန့်သောပါတီကောင်းဆောင်များဖြစ်လေသည် ရှီနီချုပ်ကြီးအတွန်ဘိတ်နဲ့စာထိုင်မင်းကြီးမန်ကူမာရီဖရဲလာတို့သည်နမကျော်ဝုလုံကြီးများဖြစ်လေသည်ဘိတ်မှာတိုင်းပြည်လုံးတုံလို့ထွက်ချသွားစေသည့်ရက်စကော့ကျွမ်းမှုတွင် ကျွန်ဘက်ကရှိနေမလိုက်ခဲ့တော့ကြောင့်တိုင်းဒီပြည်ဒီပုဂ္ဂိုလ်တူဖြစ်လာရလေသည်ခရိယံကျန်းစာတဲ့၌ပါသောပုဂ္ဂိုလ်ကြီးများနဲ့တူသည့်နှကမ်းမွေးဖြူဖြူဖွေးဖွေးနေဂရီယံရဲမှာတင်မောများအကြောင်းကိုအနေငညာပင်မသိတော့လေနေယူအင်္ဂလန်ပြည်နယ်ကိုစလေတယောက်အစိုးရအဖွဲ့ဝင်အဖြစ်ဖြင့်ပါဝင်ရန်စီစဉ်ထားသည်ဖြင့်သူခညာမှာရေးတက်အတွင်းဝင်ရာတို့ကိုလက်ခံရလေတော့သည်ဝက်စ်မှာ သူမိတ်ဆွေများကနိုအာဟုပြောင်လောင်၍ခေါ်ကြလေသည်နိုအာသည် တမကျန်းဆာမှာပါသည့်ကဘာကြီးကိုရေလန်း၍သွားစဉ်ကသာသမီချွေရန်တင်မင်းတို့နှင့်အတူတိတ်ကြီးတစ်စင်းကိုဆင်း၍ပေဘေးမှလွတ်ခဲ့သည့်ပုဂ္ဂိုလ်ကြီးဖြစ်ဖြစ်သည်သူရုပ်ရည်မှာကျန်းဆာတွင်ပါသည့်ပုဂ္ဂိုလ်ကြီးများရုပ်ရည်နှင့်တူသည့်ထဲတွင်ရေတက်အတွင်းဝင်ဖြစ်ခန့်ထားလိုက်သောကြောင့်သူအားနိုအားဟု အလုံးကကြောင်လန်ခေါ်ကြလေသည်သူသည်အဖွဲ့ဝင်တို့အကြောင်းကိုသူထင်အားနေရာဝေဖန်ထားသည့်နေ့စဉ်မှတ်တမ်းတစ်စောင်ကိုအမြဲတမ်းကြီးသားလေရှိသည်အင်ကုန်သည် ိန်တော်တောင်မကန်ပြင်းပေါကြီးနှစ်ပေါက်မှနေ၍ဆောက်လို့ရင်ပြည်စီတည်သောဝါရှင်တန်မော်ကွန်အဆောက်အဦကြီးကိုကြော်၍အလက်ဇန်ဒရီးယားနှင့်မော်ပါနော်ညညဘက်သို့တင်းတင်းစီးစင်းလျက်ရှိသောပူတိုမန်ညကြီးကိုလှမ်း၍ကြည့်နေတဲ့သည်သူသည်မှန်ပြောင်းနှင့်အလက်ဇန်ဒရီးယားမြို့ကိုလှမ်း၍ကြည့်ရန်ဘီယင်ကန်ညွန်၌ပြည်နယ်စုအလံတလူလူလွင့်နေသည်ကိုတွေ့ရှိရလေသည်ညညဘက်၌တိုက်ခန်ကောင်းဆောင်ကြီးရော့ဘလီအိမ်ဝင်းကိုလှမ်း၍မြင်နိုင်လေသည်လင်ကွင်း၏တာကလေးညဖြစ်သည့် တနေ့ဝီလီတို့သည်တမနာအိမ်တော်မြင်းဆောင်တွင်ရင်းပုကလေးညာနှင့်စိတ်များကိုခေါ်၍မှုထားကြလေသည်အိမ်တော်၏နောက်ဖေးပိုင်းကိုလည်းသူတို့အားလွန်စွာချစ်ခင်သည့်ဖခင်ကြီးလင်ကွန်ကမတားဆီးသည့်အလျောက်အမျိုးမျိုးပုံပုံချုပ်ပွေနောက်ဆော့ရန်တင်းယူထားလေသည်တခါကသူစနီးမေရီနှင့်အတူသူသားနှစ်ယောက်အခြားတစ်ပါးတို့အလဲတော်ကြရာတွင်လင်ကွန်ကသူတို့ထံသို့စိတ်တွင်နှင့်ဖေဖေတို့အားလုံးကျမ်းမာပါသည်အထူးသဖြင့်စိတ်တွေကပိုးပြီးကျမ်းမာတယ်ဆိုတဲ့အကြောင်းကို တ်အားပြောလိုက်ပါဟုတန်ကြိုးရလိုက်လေသည်တက်လောက်တမမှာအမြဲတမ်းပင်ယုံမြုံတိုင်းတိုင်းကြမ်းတမ်းလှကြသည်တခါကကျွန်တော်နဲ့သမရာကြီးစัจကြီးကန်းတွင်ထိုင်နေကြရာတက်ကအခန်းထွင်းသို့ဂျုံကနေတိုးဝင်လာပြီနော်သူဖခင်လင်ကုန်းပေါ်သို့ခုန်တက်လိုက်ပြီးလျင်လေပင်ကိုတစ်ချက်စက်ခနဲ့ဖြည့်၍ညှိပ်ပြီးသည့်နောက်သူဖခင်ကြီးကလှမ်း၍မစွဲမီပင်ရင်ကိုယ်ထဲမှခုန်စင်းကဖပြေလေသည်ပြေးတာပြေးပါစေသူ့ဖို့စာတင်ချင်းလိုပါသေးတယ်ရောဘတ်လည်းသူ့ရဲ့လောက်က သူ့လိုပဲဆိုတာပဲအခုမှသာအသက်နည်းနည်းကြီးလို့လိမ်မလာတဲ့ဟိုလင်ကုန်းကဖခင်ကြီးတာနဲ့ပြောလေတယ်တပ်တီမြသူကိုမှချမ်းသာပေးပဲရှုပ်လုံးနှောက်လုံးဆော့လုံးတစ်ဖြင့်တမနာအိမ်တော်မှာသူ့ကိုအကြောင်းပြု၍ရည်စရာကွန်များကြုံရလေတယ်ထိုဆော်အားတန်သည့်ငွေကလေးမှာအမေရိကန်ပြည်နယ်ရာဇဝင်တိုက်တိုက်သည့်သူငယ်လေးတယောက်ပင်ဖြစ်သည်ဟုနော်ရာဘရုတ်ကရေးသားလေတယ်တမနာကရောမေရီမှာ မချွေတာတင်းသည့်နေရာတွင်ကစေးနေပြုတော်လေအင်ကညာကို ပြုပြင်စင်ရင်ရ၌အဖိုးတန်ကောဇောတိညာကိုအုံပြုကဝီတောက်တောက်လဲကုန်ကြစေသည် အပြောဆိုဆွလုံးလာသဖြင့်သူ့အချွေရံများမိတ်ဆွေများမှာတဖြည်းဖြည်းသူ့ထံမှခွာ၍တော်ကြလျာနောက်ဆုံး၌ Mrs. Elizabeth Catley အမည်ရှိသောနီကရိုအချုပ်တီမကြီးတဦးသာသူ့အတွင်းလူဖြစ်ဖြစ်ကြံကလေးတော်သည်အင်ဒိုနိုင်းအတူနေခဲ့သောသူနှစ်ဦးကတမနာဤအဖားတော်များများဖြစ်သည့်ဂျွန်နီကိုလီနှင့်ဂျွန်ဟေးတို့ဖြစ်လေသည်အေးမှာစပရင်ဖီညို့ ရှိနေစရေဖြစ်ခဲ့ဘူးယာအသက်23နှစ်သာရှိသေးပြီပြောပြပါနဲ့စတိုင်ချက်ကြနေတတ်သောသူတေဦးဖြစ်လေသည် သူသည်နေ့စဉ်မှတ်တမ်းစောင့်ထား၍သူတွေ့သည်မြကျုံသည်မြပုဂ္ဂိုလ်ကြီးများအရေးကြီးသောအဖြစ်အပျက်များအကြောင်းကိုဝါသနာလျောက်ခပ်ပေါ်ပေါ်ဝေဖန်လေးရှိသည်သူ့မှတ်တိုင်း၌လင်းကွန်းကညနေတကောင်တွင်အင်ဂျီလက်တုပ်ကလေးနှင့်ရောက်လာပြီးလျင်တော်မန်ဖူရေးသောအသားဆံများကိုဖတ်ပြရန်ခန်းချောင်းမှတ်သားထားလေသည် သူဟာဘလို့လူမှန်းမသိပါဘူး တနေ့လုံးရေးကြည့်တဲ့ကိစ္စတွေနဲ့အချင်းကုန်နေတဲ့ကဘာပေါ်မှာအရေးအကြီးဆုံးစာတမ်းကြီးရဲ့ကံကြမ္မာကိုအမြဲတမ်းစောင့်ဆန်းကြည့်နေရတယ်။သူ့နာမည်နဲ့နောင်ရေးကဒီစာတမ်းအောင်မြင်မှုအပေါ်မှာတည်နေလို့စိုးရိမ်နေရတဲ့ကြားထဲကသူကအဲ့ရတဲ့ကထကျွန်တော်စီကိုချက်လက်တူကလေးနဲ့လာပြီးတောမတ်ဟုရဲ့ရေးစရာစာတွေဖတ်ကိုင်းလာပဲကြည့်ပြီးတော့ဟုတ်။အေးကသူ့မတန်းတွင်ဒီသားထားလေသည်။လင်ကွန်း၏လူငယ်မိတ်ဆွေတဦးတီကနော်ရာပရော့အမည်ရှိသောဇင်းသာဆရာကလေးပင်ဖြစ်သည်။ ူဒီလင်ကွန်းအားကြီးညိုသဖြင့်လင်ကွန်းနှင့်ရင်းနှီးစွာပေါင်းသင်းဆက်ဆံလေသည်လင်ကွန်း၏တက်တော်ဆောင်ကာနယ် X2 မှာသူ့နောက်လိုက်စစ်သားများနှင့်အတူဝါရှင်တန်မြို့သို့လိုက်တာကစောကြကနင်းကြတော့ကြမြို့တော်သူမြို့တော်သားတို့မှာတော်ပင်အံ့အားသင်္ကာနေကြလေသည်ပြည်တော်စုလန်သည်နှုတ်ထွက်သွားသောချားစတန်ပြည်နယ်စမတာတင်မော့စိတ်တွင်လွင့်လျက်ရှိသည်ထိုမြို့၌အိခါမှာအနေငယ်သာသာရှိသည်ဒီရောမြို့မှာအိခါတင်မော့တို့သည် အနွန်ရှိနေကြတဲ့တယ်။စမ်ဒါတင်မောစိမျိုးခန္ဓာကလေးကိုအထုတ်တော်မေဂျာအန်ဒါဆန်ကဒီခါရှိနေတဲ့မြတ်ကလာပလောလက်နက်မချဟုဆိုလေသည်။ဧပြီလ12ရက်နေ့နနက်၄နာရီတွင်ချတ်စတောင်းမြို့ပေါ်မှအမြောင်များသည့်စမ်ဒါတင်မောစိကိုလှမ်း၍ပြလေသည်။ရင်းတို့လျင်ကုန်းပေါ်မှတစ်ဖက်ကန်းတင်မောစိတို့36နာရီကြာမြတ်ပြလေရ။နောက်ဆုံး၌ပြည်တော်စုလမ်းမှာကြည်တင့်၍ကျသွားလေသည်။ဒီခါလဲကုန်လေသည်။မိလောင်လျက်ပျက်စီးလဲပျက်စီးလျက်ရှိသည်။ ဧပြီလ14ရက်တနင်္ဂနွေတွင်စမ်တာခန္တက်ကလေးမှာလက်နက်ချ၍ပြည်တော်စုတို့အသိခံလိုက်ရလေသည်။ဒီရောမြို့မှာရောက်လာသောအကူတင်မောပေါ်သို့ပြည်တော်စုတပ်သားများတက်၍စုကောက်တော့ကြလေသည်။မေဂျာအင်နာဆင်လည်းကြည်တင်သောအလံစုပ်ကိုယူရေးတော့လေသည်။စမ်တာခန္တက်ကလေး၌ပြည်နယ်စုအလံဖြစ်သည့် ကျယ်နှင့်အတန်ညာပါသောအလံသည် တလူလူလွင့်လျက်ရှိလေသည်။အမေရိကန်နောက်ပိုင်းနှင့်တောင်ပိုင်းတို့သည်စစ်ဖြစ်နေကြလေပြီ။အင်ကွန်းကဖိတ်ကော်သည်ဖြင့် ပျော်တမ်းစစ်သားအဖြစ်တောင်ပိုင်းသားတို့သည်စိတ်အားထက်သန်စွာဝန်လာကြရာစစ်သားဦးရေ9000ခွဲရှိသွားလေသည်ယင်းတို့ပျော်တမ်းတပ်သားများပေါ်များတော်လဲဝါရှင်တန်မြို့တော်ကိုခုခံကာကွယ်ရန်ကြွမ်းကျင်သောစစ်သားဦးရေကနေလာပေသည်ထို့အခါဗာဂျီးနီးယားပြည်နယ်မှာပြည်ထောင်စုမှနှုတ်ထွက်သွားလေသည်ဝါရှင်တန်မြို့တော်နှင့်မြောက်ပိုင်းပြည်နယ်ရှိဒီထာတယ်လီဖုန်းဆက်သွယ်မှုမှာရန်သူမျိုးဖြစ်သည့်ဗက်တီမိုးမှဖြစ်ကျော်၍တွားကြလေသည်မဆာချူးဆက်မှာပြည်ထောင်စုတပ်သားတစုသည် ဗတိမုံမအတင်းချက်ကြွေဝါရှင်တန်မြို့သို့ရောက်လာကြလေသည်သူတို့ခညာမှာအဝေအစားဆုပ်ပြက်၍ကိုလက်ပုံပက်လာကြလေသည်ဗတိမုံလူတို့ကဝမ်း၍တက်ကြကြသောကြောင့်သူတို့အထဲမှတသားလေးယောက်ကြောက်ဆုံးကြလေသည်ထိုတက်စုကိုတဲခိုရန်နေရာပေးစရာမရှိသည့်ဖြင့်အစိုးရဗဟုထဏကပိတက်အစအူအထက်လွတ်တော်ခမ်းမတွင်တဲခိုနေကြစေသည်မေရီလင်းပြည်နယ်၌တောင်မင်းသားတို့ကိုထောက်ခံသူတစုကမြစ်ထားလမ်းများနှင့်တံတားများကို ဖြစ်စည်းပြလိုက်ကြလေသည်ဝါရှင်တန်မြို့တော်မှာပြည်내မျိုးများနဲ့အဆက်အသွယ်ကင်းလျက်ရှိလေတော့သည်ပြည်내စုတညာဤမိဖို့ကြီးများမှာထွန်းလောင်သောမိအောင်တို့ကိုညအခါတွင်တမနာအိမ်တော်မှလှမ်း၍မြင်နိုင်လေသည်ဝါရှင်တန်မြို့တော်၌လည်းကျောက်ဆရာလန့်ဆရာကောင်းလာသည့်ကောလာဟာလာတည်ညာလျှောက်၍ပြောနေသူတို့နှင့်တစ္ဆာပေါက်တချို့များချစ်ချင်းလှမ်းလျက်ရှိလေသည်နေကအဆောင်တဲဟုသူတို့ကိုသူတို့ခေါ်၍နေသောကမ်းဆက်နေကြစစ်သားဟောင်းတို့သည် ကဆက်ပြင်းနေအထက်လွတ်တော်အမတ်ဂျင်းလင်းကအုပ်စိုးလေတမနာအင်တော်ကိုလည်းနဲ့အပြည့်စုံနဲ့စောင့်ပေးကြလေသည်သူတို့သည်ပြည်တော်စုအတွက်အသက်ပေး၍ကုခံကာကွယ်ရန်အသင်ရှိလေသည်တတော်ဆောင်လမွန်သည်လင်ကွန်း၏အိတ်ခမ်းပြင်ပတ်တွင်ခြုံလုံးပြုတ်ကိုကင်လျက်အိတ်လေသည်ဘူမူဂျီစကော့သည်အစိုးရအဆောက်အုံများရှိတွင်အဓာစီများချတာက သူတက်သားများကိုစောင့်နေကြသေးသည်ညပတ်တက်သားများဂျီလန်ခီတွင်အနာပေါလိမြို့မှတဆင့် ရောက်လာကြလိမ့်မည်ဟူသောသတင်းကိုရရှိကြလေသည်။ဘာဖြစ်လို့သူတို့မရောက်သေးတာလဲ။ရောက်မယ်ဆိုရင် ရောက်ဖို့ကောင်းတယ်ဟုတမနာကြီးကအခန်းထဲတွင်အခေါက်ခေါက်ရှောင်းရင်းညည်းလေသည်။ဖြစ်ပျက်သမားတို့မှာလင်ကုန်းဖို့မယုံနိုင်စရာအိမ်မက်မက်နေတဲ့ကဲ့သို့ဖြစ်နေတော်သည်။တုတ်တော့နောက်ပိုင်းဆိုတာဟာရှိတယ်ဆိုတာလည်းမယုံဘူး။နံပါတ်ကွန်တက်ကြီးဆိုတာလည်းဂျုံနှန်းစကားလို့အောက်မိတယ်။ရုပ် online ဆိုတာလည်းတုတ်တော့ပထဝီဝင်ထဲမှာမပါတော့ဘူး။ခင်ဗျားတို့သာ ကျုပ်တို့ညပိုင်းသားရဲ့လို့သိရတယ်ဟုမစာချုပ်ဆက်မှရောက်လာသောတသားများကိုတမနာကြီးလင်ကုန်းကပြောလေသည်သူကချောင်းမောစွာရောက်လာလိမ့်မည်ဟုညော်လင်သောနီးရောနံပါတ်ကွန်တက်မလို့ကြီးနှင့်ရုအိုင်လင်းတသားများအပြင်မစာချုပ်ဆက်မှနောက်ထပ်တသားများရောက်လာကြလေသည်သူတို့သည်လမ်းတစ်ချောင်းလုံးပြည့်စည်နေသောတသားများကိုပြင်၍အနာပေါ်လိမြို့သို့ရောက်အောင်ခကြလေသည်ရဲနေငယ်တွင်ဝါရှင်တန်မြို့တော်၌တသားတပေါင်းကျော်ရောက်လာလေသည်ပင်ဆယ်ဗေးနီးယားလမ်းမကြီးပေါ်တွင်ယူနီဖောင်းမျိုးမျိုးနှင့် အလန်တလူလူလွင့်ကဘင်ခရတန်တညညနဲ့စစ်သားများစုညာလျက်ရှိလျတော်သည်တောင်ပိုင်းနပိုလီမြို့ကလေးမှာလည်းစစ်သားများပြည်လံလျက်ရှိလျသည်ပန်းချံများရုပ်ပြင်ကလပ်များတို့တွင်တဆွဲလျက်ရှိကြသည်မြင်းတီတော်များ၏မြင်းခွာတန်တို့နှင့်ခြေတီတော်များ၏အာပတယဆိုသောစစ်ချီတန်များဖြင့်မြင်းမြိုင်ဆိုင်ဆိုင်ရှိလာပေသည်ဒီလိုလူတွေကသူတို့ရဲ့တောင်မြအိုးအိမ်တို့ကိုပြစ်ပြီးအကြမ်းဖက်ခံကမိမိတို့ယုံကြည်ချက်ကလေးတစ်ခုအတွက် ဆောင်ရွက်ကြသည်ကိုထောက်ရှုသော ထိုစေတနာဝန်ထမ်းတများမှညညအထိအောင်မြင်နိုင်သည်ကိုမှန်းဆရန်ခဲယဉ်လာသည်ဟုမစ္စတာဟေးကသူ့မတန်းတွင်စိတ်အားတက်တန်စွာရည်သားထားလေသည်စစ်သားများသည်ကလပီတဲ့အဆောက်အဦမှရှောင်းခွာတောင်းရှိပေးကြရသည်ခမကြီးကို ပြင်ဆင်တုတ်တင်ကဇူလိုင်လ၄ရက်နေ့တွင်တနာကြီးကခေါ်ထားသောလွတ်တော်အထူးစည်းဝေးကိုကျင်းပကြလေသည်မြို့ချစ်စိတ်ထက်တန်လွန်လာသည်ဖြင့်လူအပေါင်းတို့သည် ပြည်တော်စုအတွက်အောင်ပွဲချကြလိမ့်မည်ဟု ယုံကြည်ညှောက်ကိုကြလေသည်တို့ရတွင်တပုံတက်မှာမြို့တော်နှင့်မိုင်30ညသာကွာလေသည်မေလ24ရက်နေ့တွင်ကာနယ် SY တပ်သားများသည်အလီဇန်ဒရီးယားမြို့ကိုတိုက်ပတ်လိုက်ကြလေသည်အသက်အရွယ်ငယ်လာသေးသည့်ကာနယ် SY မှာဘရင်ကန်အင်တော်ရှိပြည်နယ်စုအလံကိုဖြုတ်ချရန်တက်သွားတွင်အင်တော်ဆောင်ကလှမ်းရွေတနက်နေ့ပြစ်လိုက်သည်ဖြင့်ကြာဆုံးရလေသည်ကာနယ်ကလေးကြာဆုံးရသည့်တရင်ကိုတမနာကြီးလင်ကွန်ကြားရသောအခါငိုကြွေးလေတော်သည် ကနယ်ကလေးမိဘများအားတမနာကြီးကဝန်ထဲကြောင်းအမှားစာပေးရတယ်။ကျွန်တော်ရဲ့ပူဆွေးခြင်းဟာမိဘများ၏ပူဆွေးခြင်းထက်နည်းလာနေမထင်ပါဟုရေးသားလိုက်လေသည်။ S1 မှာစစ်ပွဲတွင်ပထမဆုံးကြဆုံးသောစစ်ဗိုလ်ဖြစ်လျာသူကြဆုံးသည့်အတွက်မြောက်ပိုင်းပြည်နယ်အလုံးကဝမ်းမတနေကြရလေသည်။